။တရားပဲစီမတ်လ27ရက်တောက်ကြနေညနေခင်းရုပ်သံသတင်းတွေကိုပြန်လည်တင်ဆက်ပေးပါရမယ်။ဒီကနေ့မှာတော့ဒီမော့ဆိုကဆစ်ရှောက်စခန်းတနေရာကိုစစ်ကောင်စီလေချောင်းတိုက်ခိုက်ခဲ့တဲ့အတွက်ကလေးငယ်တို့ဦးဒဏ်ရာရရှိခဲ့ပါတယ်။စစ်ရေးအခြေအနေရလိုက်ကောစီဆိုင်လမ်းကိုမသွားလာဖို့ KDF ကထုတ်ပြန်ပါတယ်။စစ်ကောင်စီလက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက်ဒီမော့ဆို ရှစ်ဖက်ချန်ကဆစ်ရှောက်မျိုးသမီးတို့ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မိုးပြင်းမှာမတ်လအတွင်း စစ်ကောင်စီမီးလောင်ပုံကြောင့်ပြည်သူနေအိမ်30ထက်မနည်းမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။စားတဲ့တဲ့တွေကိုကြီးစုနားဆင်ရမှာပါရှင်။ဒီမော့ဆိုနောက်ဖက်ချမ်းမှာရှိတဲ့စစ်ဘေးရှောက်စခန်းတနေရာကိုစစ်ကောင်စီကဒီကနေ့မတ်လ22ရက်မနက်09:00နာရီခွဲမှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးအသက်ဆန်နေရွယ်ယောက်ျားလေးတအူထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။နှစ်ချိန်လာကျဲတဲ့ပထမတစ်ချိန်ကဘုံးနှလုံးချတဲ့ဒုတိယချိန်မှာဆက်တနက်နဲ့လည်းပြစ်တဲ့ကလေးတယောက်ထိခိုက်ဒဏ်ရာရခဲ့ပြီး အခုဈေးရုပ်ကိုပို့လိုက်ပြီလို့ဆက်ဆောင်တူကတော့ပြောပါတယ်။ဆက်တနာပြစ်ခတ်ခဲ့တဲ့အခါပွိုင်အိတ်ဆက်တနာကိုအုံပြူခဲ့တာပါ။လေချောင်းတိုက်ခိုင်းမှုပြုလုပ်ပြီးတဲ့နောက်မှာတော့ဒီမော့ဆိုချစ်ဆိုင်စက်ကောင်စီရဲ့တပ်ရေးတွေကနေပြီးတော့လက်နေကြီးထက်မှပြုလုပ်ခဲ့ပြီးအထိခိုက်တော့မရှိဘူးလို့ဆိုပါတယ်။စက်ကောင်စီဘုံကျဲခဲ့တဲ့ဆက်ဆောင်စခန်းကြီးမှာကျောင်းဆင်းပွဲပြုလုပ်နေတာပါ။ဒါကြောင့်ကျောင်းဆင်းပွဲကိုရပ်နာပြီးကလေးတွေနဲ့စပေးရှောင်းတွေကဘေးလူရောက်ကိုတိတ်လျှောက်ခဲ့ကြရပါတယ်။ ဘုံကျဲတိုက်ခိုက်ပြီးတဲ့နောက်မှာဒီမော့ဆုံမြွနဲ့အတွင်းကိုလည်ရင်နဲ့ကင်းထောက်မှုတွေပြုလုပ်နေတယ်လို့သိရပါဗျ။လွိုက်ကောစီဆိုင်လန်းကိုမြေပြင်စစ်ရေးအခြေအနေရယာယီပိတ်ထားတယ်လို့ခရီနီမျိုးသားများကာကွယ်တပ် KNDF ဗျူဟာအမှတ်နှစ်ကနေ့ကမတ်လ20ရက်နေ့ရက်စွဲနဲ့အတိပေးထုတ်ပြန်ပါတယ်။မတ်လ20ရက်နေ့ကဆလို့ရက်အကက်တမ်းရှိ ရေကြီးရင်ငယ်တွေခီးသွားလာတာကိုယာယီရက်ဆိုင်မှာဖြစ်ပြီးပြည်သူလူထုလှုပ်ခြုံရေးအတွက် လိုက်နာပေးကြဖို့မြင့်တက်ရခဲ့တယ်လို့ပြောဆိုထားပါတယ်။လွိုက်ကောစီဆိုင်လမ်းမကြီးတစ်လျှောက်မှာစစ်ကောင်စီဘက်ကစီရီလှုပ်ရှားမှုတွေပြုလုပ်နေပြီးနှစ်ဖက်ထိတွေ့တိုက်ပွဲအချိန်မြင့်ဖြစ်ပွားနိုင်ပြီးပိတ်ထားရတာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှအသိပေးထားတာပါ။စီရီအခြေအနေကအသိပေးထုတ်ပြန်နေဆိုပေမဲ့ကုံရောင်းကုံဝဲပြုလုပ်တဲ့သူတွေရင်မောင်းတဲ့အတက်မွေးဝမ်းကြောင်ပြုရသူတွေအနေနဲ့အခက်အခဲဖြစ်စေတယ်လို့ဒေသခံအမျိုးသားတအူးကပြောပါရယ်ဒီနေ့မိနစ်ပိုင်းအထိတော့ ရိုက်ကောရှမ်းပြည်နယ်ကိုပြေးဆွဲနေတဲ့ရေလိုင်းကားတချို့သွာလာနေသေးတယ်လို့ဆိုပါရယ်ရိုက်ကောစီဆိုင်လမ်းပိတ်တဲ့ထုတ်ပြန်ချက်ကိုလိုင်းနာဆောင်ရွက်ခြင်းမရှိဘူးဆိုရင်ဖြစ်လာတဲ့ဘယ်အကြောင်းအရာမဆိုတာဝန်ယူပေးမှာမဟုတ်ဘူးလို့ KDF ဖြူဟာအမတ်နစ်ကပြောဆိုထားပါရယ်ဒီမော့ဆွန်မြို့နယ်ရှစ်ဖက်ချမ်းကိုမနေ့ကမတ်လ20ရက်ည7:00နာရီဝန်းကျင်အချိန်မှာစစ်ကောင်စီရဲ့ဒီမော့ဆွန်ချင်းဆိုင်ခမာယ၄နှစ်ခုခလာယ၁၁တက်ကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးထိမှတ်ပြီးဆက်ရှောင်းမျိုးသမီးတူထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားတာရှိတဲ့ဒီမော့ဆိုရှစ်ဖက်ချန်းကိုစစ်ကောင်စီကလက်နက်ကြီး6လုံးပစ်ခတ်ခဲ့တာပါ။ထိခိုက်ဒဏ်ရာရသူမျိုးသမီးမှာအသက်29နှစ်အရွယ်ရှိပြီးအသက်အန္တရာယ်ဆိုးရိမ်စရာမရှိဘူးလို့ဆိုပါတယ်။ပြီးခဲ့တဲ့မတ်လ9ရက်နေ့ကလည်းစစ်ကောင်စီလက်နက်ကြီးကြောင့်ဒီမော့ဆိုရှစ်ဖက်ချန်းကဆက်ရှောင်းနေတဲ့လုံးမင်းလောက်ပြန်ချခဲ့ရပါတယ်။ မုံပြင်းမြို့မှာစက်ကောင်စီကမီးလောင်ပုံနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်မတ်လတွင်ပြည်သူနေအိမ်30ထပ်နဲ့မီးလောင်ပျက်စီးခဲ့တယ်လို့ရှမ်းတောင်စစ်ဒေသခွဲတပ်ဖွဲ့စီကလည်းသိရပါဗျ။စက်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုလက်နေကြီးပြစ်ခတ်မှုပြင်မုံပြင်းချင်ဆိုင်တပ်ရင်းကလည်းမီးလောင်ပုံကိုအထူးအသုံးပြုပြီးပြစ်ခတ်နေတယ်လို့ရှမ်းတောင်စစ်ဒေသခွဲရဲ့တရင်နဲ့ပြန်ချရေးတာဝန်ရှိသူတို့ကကန်နော်ရီထိုင်းကိုပြောပါရယ်။ဒါရီပြည်မိုးပြင်းမြို့ကနေအိမ်တွေအများပြားမီးလောင်ပျက်စီးအောင် နေ့စဉ်အသုံးပြုတိုက်ခိုက်နေတယ်လို့သူကဆက်ပြောပါရယ်စစ်ကောင်စီဟာမိုးပြင်းမြို့ကိုပြန်လည်ရရှိဖို့ပြီးခဲ့တဲ့ဒီဇင်ဘာလကလေးကနေအခုချိန်ထိလူအင်အားလက်နက်အင်အားအပြင် drone လက်နက်ကြီးပစ်ခတ်တာနဲ့လေချောင်းကနေဘုံကျဲတိုက်ခိုက်တဲ့အပြင်အပြင်းထန်ထိုးစစ်ဆင်နေတာလေလထဲရောက်နေပြီလို့သူကပြောပါရယ်နေ့စဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့်အရက်သားပြည်သူတွေအနေနဲ့မိုးပြဲအနှီးအနာဝိကျတလျှောက် တတိထားသွာလာကြဖို့တော်လာရေးတပ်ဖွဲ့တွေကအသိပေးထားပါတယ်။ကနော်ရီထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သံသတင်းတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ဂရင်းဟီပီတူပီတာအားလုံးဘင်းကင်းလို့ချုံကြပါစေရှင်။ကျမမော်လီမြပါ။